မင်္ဂလာပါရှင်ခေတ်သစ်တင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မင်းအောင်လိုက်ပြုတ်ကြဖို့ညညွဆော်နဲ့လက်နက်ကင်တိုက်ဖြိုချမှရမယ်လို့ TNL ခေါင်းဆောင်ပြောတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာနာသိန်းစစ်တပ်ခေါင်းဆောင်မင်းအောင်လိုက်ဘဲချိန်ပြုတ်ကြမလဲဆိုတာခံမှန်းရခတ်ပေးမယ်စစ်အာနာရှင်ပြုတ်ကြအောင်ညညွဆော်တိုက်မှရမယ်လို့တောင်းတက်ပြီးတော့ TNL ခေါင်းဆောင်တအုပ်ဖြစ်တဲ့အထွေထွေအထွေရမှုချုပ်ဖို့ချုပ်တာပုံးကျော်ကပြောပါတယ် နိုဝင်ဘာ3ရက်ကထုတ်ပြန်တဲ့ TNL သတင်းပြန်ကြားရေးဌာနရဲ့အော်တိုဘာလာထုတ်စာဆောင်မှာဘိုးချုပ်တာဘုံကျော်ပြောကြားတဲ့မိန့်ခွန်းကိုဖော်ပြခဲ့တာပါ Child Love Academy တောင်စင်ပွဲတက်ရောက်ခဲ့တဲ့ဘိုးချုပ်တာဘုံကျော်ရဲ့မိန့်ခွန်းကိုမြန်မာဘာသာနဲ့ဖော်ပြခဲ့တာပါကျောင်းဆင်းပွဲလုပ်ခဲ့တဲ့အချိန်ကာလကိုတော့ဖော်ပြမထားပါဘူး TNL နဲ့စစ်ကောင်စီတို့တရုတ်အစိုးရရဲ့ဂျားဝင်မှုနဲ့အော်တိုဘာလကုန်ပိုင်းမှာအပြစ်ရစေခဲ့ပေမယ့် TNL ကောင်းဆောင်ဖို့ချုပ်တာပုံးကျော်ကမင်းအောင်လိုင်းရဲ့စစ်အာဏာရှင်တွေပြုတ်ကြရေးလက်နက်ကင်တိုက်ပြီးဖြိုချမှသာရမယ်လို့ပြောကြားချက်ကိုအခုလိုဖော်ပြခဲ့တာပါမင်းအောင်လိုင်းစစ်အာဏာရှင်တို့ဘယ်ချိန်ပြုတ်ကြမလဲကျွန်တော်တို့ခံမှန်းရခက်တယ်အားလုံးကကျွန်တော်တို့ဒီရွေးဦးထော်လန်ရေးကအဲ့လောက်ညှို့ညွတ်ပြီးမှတိုင်းသားလက်နက်ကင်တွေအကုန်လုံးဘလောက်ထိညှို့ညွတ်ပြီးမင်းအောင်လိုင်းကိုဘလို့တိုက်မလဲဆိုတော့နည်းနည်းခံမှန်းရခက်တယ် ဒီနှစ်အတွင်း2025အတွင်းမဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်ဘူးဖြစ်နိုင်တယ်လို့လည်းအာမခံလို့မရဘူးလို့ဘိုးချုပ်တာပုံးကျော်ကပြောကြားခဲ့ပါတယ်2029နှစ်စစ်စင်ရေးမှာမျိုးတွေသိမ်းပိုက်နိုင်ကြတာကိုလည်းဘိုးချုပ်တာပုံးကျော်ကရှင်းပြပါတယ်အရင်ကဆိုရင်စစ်တပ်ကိုတိုက်ခိုက်တာဟာအာနာရှင်တတိုင်းကိုခေါင်းနဲ့တိုက်တာဖြစ်လို့တိုက်တဲ့သူခေါင်းသာကွဲမယ်ဆိုတဲ့ပြောဆိုမှုတွေရှိခဲ့ကြောင်းဒါပေမဲ့စစ်ကောင်စီဟာတကယ်တိုက်ရင်ရတဲ့အခြေအနေရှိခဲ့ကြောင်းဘိုးချုပ်တာပုံးကျော်ရဲ့မိန့်ခွန်းမှာပါရှိပါတယ် မင်းအောင်လိုက်ပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးဆန္ဒပြယုံနေတော့လန့်သွားမယ်မထင်နဲ့ပြီးတော့တွစ်ဆုံဆွေးနွေးငင်းချင်းရေးဆွေးနွေးပွဲတွေလုပ်နီလာခံတွေလုပ်ခဲ့တယ်ခုတော့အလုံးရှင်းကုန်ပြီဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံပဲရှိတော့တယ်လို့ဘိုးချုပ်တာပုံးကျော်ကပြောပါတယ်စစ်အာဏာရှင်ပြုတ်ကြရေးအချိန်ဘလောက်ကြာမယ်ဆိုတာပြောလို့မရပေမဲ့ဖြစ်နိုင်အောင်စူးစမ်းကြရမယ်လို့လည်းပြောပါတယ်မဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်စူးစမ်းမယ်ကျွန်တော်တို့အားထည့်မယ်တဖွဲ့တည်းဖြစ်အောင်လုပ်လို့မရဘူးလို့ ဘူချုပ်တာပုံးကျော်ကပြောကြားခဲ့ပါတယ်။ TNL အနေနဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကဲ့သို့ရွေးဦးတော်လှန်ရေးကပေါ်ပေါက်လာတဲ့ PDF တွေနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့တယ်လို့အသိပေးပါတယ်။ဒါပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းချိတ်ဆက်ပြီးအလုပ်လုပ်တယ်လို့ပြောပါတယ်။ဒါပြင်တချိန်မှာတနိုင်ငံလုံးကမင်းအောင်လှိုင်ကိုတိုက်ဖြတ်ပြီးတော့ Federal ပုံစံနိုင်ငံတစ်ခုခုလုပ်တဲ့အချိန်ရောက်ပြီဆိုရင်အသင့်ပေါင်းဆက်နိုင်ဖို့တောင်းအင်အားစုတွေဘက်ကပြင်ဆင်မှုလုပ်နေတဲ့အကြောင်းတွေကိုလည်းပြောပြပါရစေ။ TNL နဲ့စစ်ကောင်စီတို့ဟာ2025အောက်တိုဘာ29 28မှာတရုတ်အစိုးရရဲ့ဂျာဝင်စည်းကြမှုနဲ့တရုတ်နိုင်ငံကုမင်းမှာတွေ့ဆုံပြီးအပြစ်ရစေခဲ့ပါတယ်။အပြစ်ရသဘောတူညီချက်မှာ TNL ကတင်ပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကတက်တွေပြန်လည်စုခွာပေးရမယ်လို့သဘောတူညီခဲ့ရတယ်လို့စစ်ကောင်စီက TNL ထိန်းချုပ်ဒေသတွေကိုလေကြောင်းတိုက်ခိုက်တာမြေပြင်ထိုးစစ်ဆင်တာတွေမလုပ်ဘူးဆိုလို့သဘောတူညီခဲ့တာပါ။ဒီလိုစစ်ကောင်စီနဲ့အပြစ်ရစေခဲ့ရတာဟာ လူလူရဲ့ဘေးကင်းလုံခြုံမှုနဲ့ထိခိုက်နေတာမှုရောနေစေဖို့ခက်ခဲစွာဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း TNL ကအတည်ပြုထားပြီးအဖြစ်ရကာလအတွင်းတည်ငြိမ်ရေးနဲ့လွတ်လပ်စွာခရီးသွားလာရေးဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်ခရီးသွားပြည်သူတွေနဲ့စစ်ရှောင်တွေမိမိနေရက်မြို့ရွာကိုလွတ်လပ်စွာခရီးသွားလာနိုင်ပြီလို့ TNL ကအတည်ပြုထားပါတယ်။ဆလပီတရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာသောစစ်တပ်ကို၃ချိန်ချဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၁၃ဦးသေဆုံးပြီး လက်နက်တချို့နဲ့စစ်သားအလောင်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်တွင်စစ်ကြောင်းထုတ်လာသောအကြမ်းဖက်စစ်တပ်ကို၃ကြိမ်ကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ73ဦးသေဆုံးပြီးလက်နက်တချို့နဲ့စစ်သားအလောင်းများတင်စီရရှိခဲ့ကြောင်းတဝက်ခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ29ရက်နေ့တွင်နက်နက်စင်နိုင်ခန့်တရက်ချောင်းမြို့နယ်ကြောက်လီကရွာကို စစ်ကြောင်းထိုးပွင့်ရောက်လာတော့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာဇန်နဝါရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လန်ရေးပူပေါင်းတပ်ဖွဲ့ဖက်မှရဲဘော်တအူကြာဆုံးခဲ့ကြောင်းသိရပါတယ်။စက်တင်ဘာလ30ရက်နေ့တွင်လည်းနနက်9နာရီခန့်မှစတင်ပြီးည9နာရီအထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လန်ရေးရဲဘော်တအူထပ်မံကြာဆုံးခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ5ဦးသေဆုံးက9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိကဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းတိုက်ပွဲများအတွင်းကောက်ွယ်ရေးပူပေါင်းတပ်ဖွဲ့ဘက်မှ လက်နက်တလက်ဆုံးရှုံးခဲ့တော်လဲစစ်သားအလောင်းများနှင့်လက်နက်အချို့သိမ်းဆီးနိုင်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုကတဝဲခရိုင်တပ်ပေါင်းစုနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘားလ၈ရက်နေ့နနက်၁၇:၄၅မိနစ်ခန့်တွင်လဲတရချောင်းမြို့နယ်ဗဒချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာသောအစံဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကချက်မှန်ချားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရှင်းထီထွေတိုက်ပွဲတွင်အစံဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးကြောင်းထိုးတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုနှင့် KNU တပ်မဟာလီတရင်စနစ်တို့က ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ဒုဝဲခရိုင်တပ်ပေါင်းစုအနေနဲ့အောင်ပွဲတွေစတက်ရဖို့ဆိုရင်အနောက်ကလက်နက်ခရိုင်နဲ့ကြီးများများဖြည့်တင်းပေးနိုင်ဖို့ပြည်တွင်းပြည်ပထောက်ဖို့ရဲပေါ်များဒီထက်မကပိုပြီးအားစိုက်ပေးကြဖို့လိုပါလိမ့်။ငါးနှစ်သားကျွန်တော်တို့ဒေါ်လာရေးရဲပေါ်တွေရဲ့စ조사အထောက်မှုအသည့်အပွင့်တွေဒီထက်မကညင်လာရမှာဖြစ်ပါတယ်။ရှေးဆက်ပြီးစည်ရေးလေပဲညင်လာနိုင်တဲ့အတွက်ပြည်သူများအလုံးစည်ရေးတတိရှိကြဖို့ ပြည်သူကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကြုံလာရနိုင်တဲ့အတွက်အထူးဂရုစိုက်ကြဖို့ပြောကြင်ပါတယ်ဟုဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါတယ်။ဆလပင်း၆ဦးမျိုးအဝင်စစ်တပ်ကိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်း၆ဦးမျိုးအဝင်စစ်တပ်ကိတ်ကိုပွင့်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင်မှတ်စနစ်တပ်ရင်တပ်ခွဲသုံးလျှက်စီးတပ်ခွဲမှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ၂ရက်နေ့နက်6:00နာရီခန့်တွင်မုံရွာမန္တလေးပခုတ်ကူလမ်းဆောင်ရှိချောင်းဦးမြို့အဝင်ဂိတ်ကိုတော်လရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုသည်၁၀မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကာ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်တိုက်ခိုက်မှုအတွင်းတော်လရေးရဲဘော်တပ်ဦးမြင့်မြတ်စွာကြာဆုံးခဲ့ပြီး၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ရင်းတိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သောရဲဘော်၂ဦးကို အချိန်မီစေကူတာနိုင်ရင်နဲ့ပြန်လည်ဆုတ်ခွာနိုင်ရေးတို့အတွက်အကြံဖတ်စစ်တပ်စခန်းကိုအောင်မြင်စွာအပြီးသက်သိမ်းပိုက်နိုင်ခြင်းမရှိပဲရဲဘော်များဘီကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ချောင်းဥမျိုးအဝင်ကိတ်ကိုတော်လရင်ရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲက10မိနစ်ခန့်ဖြစ်ပွားခဲ့ပါတယ်။စစ်ခွေးတွေဘက်က၄ဦးသေဆုံးနဲ့၅ဦးထိခိုက်ဒဏ်ရာရတယ်။ကျွန်တော်တို့ဘက်ကရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ပြီး၂ဦးဒဏ်ရာရတယ်ဟုမုံရွာခရိုင်အမှတ်၁၂တပ်ရင်းတပ်ခွဲတုံးပျက်စီးတပ်ခွဲမှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုလျှက်စီးတက်ခွဲမုံရခရိုင်အမှတ်၁၂တက်ရင်တက်ခွဲသော CDS1 ဘူဆက်ကြစစ်ကြောင်းနှင့်ချောင်းဦးမြို့နယ်ဘူရဲရင်စစ်ကြောင်းတို့ကဖူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်